အချစ်ဆိုတဲ့အရာကိုလူငယ်များစုမှတ်မှတ်ကကန်တွေးတက်ဖို့အတွက်လိုင်းပြပြပေးရဖြစ်ပါတယ်။အဲ့ဒါကပါလေဒီနေ့ကကျွန်တော်ကဒီဓာတ်ပုံထဲမှာတွေ့ရတဲ့ကဘာကျော်တကယ်ကျွန်တော်မီလီယံနာဂျမ်းမာတို့ရဲ့ဇုံသွေးကြောင့်နည်းနည်းလေးပြပြပေးမှာဖြစ်ပါတယ်။အဲ့ဒါကဒီလူတယောက်ရဲ့ဒီဘဝရဲ့ဖြတ်တန်းမှုကကျွန်တော်အချစ်ဆိုတာကလည်းမဖြစ်မနေလူတိုင်းမှာရှိတင်ရှိထိုက်တဲ့အရာတစ်ခုဖြစ်တယ်။မှန်ကန်တဲ့ချစ်တဲ့နီလန်နဲ့တွားဖို့လိုအပ်တယ်ဆိုတာကိုလည်းကျွန်တော်ပြောချင်ပါတယ်။အဲ့ဒါကကျွန်တော်အရင်ကြိုက်လို့မျှဝေတာဖြစ်ပါတယ်။အဲ့တော့ဒီဂျမ်းမာရဲ့အမျိုးသမီးကိုပုံထဲမှာတွေ့တယ်မြင်အင်တာဗျူးတစ်ခုမှမေးတယ်ပေါ့နော်။ အဲသူ့ကိုဒီနေ့ဂျမားကရုပ်ဆိုးတယ်ပေါ့နော်ဘာလို့သူ့ကိုရွေးချယ်ခဲ့တာလဲဆိုပြီးတော့မှပြောမေးတယ်ပေါ့ဘာကြောင့်လဲဆိုတော့သူကဒီဂျမားចောင်းစရာဘဝတွေရာရွေးချယ်ခဲ့တာဆိုတော့ငွေကြီးចောင်းတစ်ခုလည်းမဟုတ်ဘူးဆိုတာကိုမေးလိုက်တော့မီဒီယာတိပြစီလို့မေးလိုက်တဲ့အခါမှာသူကရိုးရိုးရှင်းရှင်းလေးပဲပြန်ပြီးတော့ဖြေတယ်အာဂျမားကရုပ်ဆိုးတယ်ဆိုတာသူသိတယ်ဒါပေမဲ့အလုပ်စူးစမ်းတယ်လောက်ရည်ကရင်ရှိတယ်အောင်မြင်ဖို့အတွက်အမြဲတမ်းစူးစမ်းနေတဲ့ အလူတယောက်ဖြစ်တယ်ဘဝအတွက်အာမခံချက်ရှိတယ်ဆိုတာကို तू ယုံကြည်တယ်ဒါကြောင့်မို့အဲ့ဒီဘဝမျိုးကို तू ကပါရမီဖြည့်ဖက်နေတဲ့ပုံဖော်ပေးခြင်းလို့ပါတယ်ဒါကြောင့်မို့ तू ရွေးချယ်ခဲ့တာပေါ့နော်အခုခေတ်မှာတဲ့လူငယ်တွေကအချစ်ဆိုတာကြီးကိုအထင်မြင်လွဲလာကြတယ်တပတ်ကို၃ချိန်လောက်ရုပ်ရှင်ကြည့်မယ်ဟိုဆိုင်မှာသွားမယ်ဒီဒီဆိုင်မှာသွားမယ်အဲ့တော့မဟုတ်ဝယ်စားတာမျိုးတွေဒါဟုံမှအချစ်လို့ထင်ကြတဲ့သူတွေများလာတယ်ပြီးတော့အယုတ်လေးတွေ ဝယ်ပေးတာဟိုဒါဒီတာဝယ်ပေးတာအဲဒါကိုအချစ်လို့ထင်လာကြပဲပေါ့နော်လူတွေကြားထဲမှာအနန်းတွေပေးတာဖတ်တာပြီးလို့ရှိသည်အဆပ်ကိစ္စကိုကျွန်တော်ပြောစရာလို့တတ်မှတ်လာကြတယ်အခုခေတ်အချစ်မှာလူငယ်များစုနေနေပေါ့အဲ့တော့သူတို့စီမှာတဲ့ဒါလူငယ်များစုတို့ပြန်ပြီးတော့ပြောပြထားပေးတာပေါ့နော်ဘဝစာတို့ခဏတာပြောမြူးဖို့အတွက်ပဲလာကြတယ်အဲ့တော့ကျွန်တော်ကအရေးအချင်းထက်ကျွန်တော်ရုပ်ရည်ကိုဦးစားပေးပြီးတော့အချစ်ကို ဟိုကဦးစားပေးလာကြတကယ်တော့အဲ့ဒါကအချက်မဟုတ်ဘူးဆိုတာကိုနားလည်စီခြင်းပါတယ်တဲ့အဲ့တော့အောင်မြင်နေတဲ့ယောက်ျားတွေရဲ့နောက်ွယ်မှာထမ်းမြတ်တဲ့မိန်းမတွေရှိတယ်တဲ့ထမ်းမြတ်တဲ့မိန်းမတွေရဲ့နဘေးနားမှာလည်းအောင်မြင်တဲ့ယောက်ျားတွေရှိတာဖြစ်ပါတယ်เนาะအဲ့တော့ဘဝမှာအာမခံချက်ဆိုတာကကျွန်တော်တို့ကိုယ်တိုင်ဖန်တီးရတဲ့အရာပါတဲ့ဘယ်အာမခံချက်ကုမ္ပဏီမှာကျွန်တော်တို့ဟာဒေါ်လာတန်းချီလိုက်မပေးဘူးပေါ့เนาะအဲ့တော့ အပင်မဆိုင်ပဲနဲ့အပီးစားရှင်နဲ့ကျွန်တော်ပါလီမီမဖြည့်ပဲနဲ့အောင်မြင်တဲ့ယောက်ျားတွေကိုမျှော်လင့်ချင်ပါတယ်တဲ့ဒါတော့မိန်းကလေးအကုန်လုံးပြောတာမဟုတ်ပါဘူးเนาะတကယ်ကျွန်တော်ရှိတဲ့မိန်းကလေးများစုတို့ကပြောထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာဘဝမှာဟင်းကောင်းကောင်းစားရုံเนาะကျွန်တော်တို့ဟာအလှပြင်ရုံတက်တက်လူဖြစ်လာတဲ့အာမန်မိန်းကလေးတွေဟာတဲ့ကျွန်တော်တို့ဟာ ဒီနေ့အောင်မြင်ပြီးသားယောက်ျားလေးကိုရှာပြီးတူတူဘွားကိုတိဆောက်ချင်ကြဒီညမှာနားလဲပြီးပါတော့သူတို့ပြောထားတဲ့အရာလေးကိုပြောပြပြပြဖြစ်ပါတယ်တကယ်တော့ထက်မြက်တဲ့မိမတွေကတော့သူတို့တကယ်ရှိတဲ့သူနဲ့တာဘဝကိုရုန်းကန်လှုပ်ရှားပြီးဖေးမကူညီရင်အောင်မြင်တဲ့ယောက်ျားလေးရဲ့အရေးပါတဲ့မိမတွေဖြစ်ချင်ကြတာဖြစ်ပါတယ်တဲ့ငွေတထောင်ကိုတပေါင်းဖြစ်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့စဉ်းစားစဉ်းစားမဲ့အစားကျွန်တော်တို့ကဘယ်လိုဖြုံးပေးရမလဲဆိုတဲ့လက်တွဲဖို့ရှိလာခဲ့မယ်ဆိုရင်တော့ အခုပဲလက်တွေဖြုတ်လိုက်ပါလို့သူကအကြံဉာဏ်ပေးထားပါဒါတော့မိန်ကလေးရောယောက်ျားလေးရောတကယ်ကိုလိုအပ်တာဖြစ်ရယ်နော်ကျွန်တော်တို့အထူးအထူးစူးစမ်းခြင်းနဲ့လက်တွေပေါ်ရွေးချယ်ဖို့လိုပါတယ်အဲ့တော့တင်းရဲဘွားမှာတဲ့ပါရမီဖြည့်ပတ်ဘယ်တော့မှဖြစ်လာမှာမဟုတ်တဲ့မိန်ကလေးမျိုးယောက်ျားလေးမျိုးမရွေးချယ်ဖို့လည်းဒီကပြောပါတယ်ဘာကြောင့်ဆိုပါရမီဖြည့်ပတ်ဆိုတာကအရန်ရှားပါတယ်အဲ့တော့တကယ်တော့အချစ်ဆိုတာကမိသားစုတစ်ခုလိုပါပဲတဲ့ဒုက္ခနဲ့ဒုက္ခကျွန်တော်တို့မျက်ရည်တန်းနဲ့ကျွန်တော်တို့ဟာ တကယ်ဘဝရဲ့ကြာရှုံးမှုနဲ့အောင်မြင်မှုကိုကျွန်တော်တို့ကအမြဲတမ်းကိုယ့်ပဲချမ်းမှာเนาะကျွန်တော်တို့အားငယ်တဲ့အချိန်မှာရောကြာရှုံးတဲ့အချိန်မှာအမြဲတမ်းရက်တည်ပေးနိုင်တဲ့ဒူမတာလဲကျွန်တော်တို့ဟာအချစ်ဆိုတာအာဒါကိုကျွန်တော်တို့အလက်ခံထားဖို့လိုအပ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ကိုယ့်အတွက်တကယ်အချစ်ကိုရွေးချယ်တော့မယ်ဆိုရင်တော့ကိုယ်ဝမ်းနေနေတဲ့အချိန်ကိုအားငယ်တဲ့အချိန်မှာလေရောကိုယ့်ကိုအားပေးပြီးတော့ အာကိုကိုလက်တွဲခေါ်ပေးနိုင်မဲ့သူမျိုးကိုကျွန်တော်ရွေးချယ်ပါလို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ချစ်နေုံတတ်တတ်နဲ့ခဏအပေါ်အပေါ်ရန်နေနဲ့ကျွန်တော်တို့ဟာအချစ်ကိုဘဝမတီဆောက်ပါနဲ့တကယ်ကိုလက်တွဲဖို့အဖြစ်ပါရမီတကယ်ဖြည့်နိုင်တဲ့သူမျိုးကိုမှကျွန်တော်အချစ်ဖြစ်တတ်မှတ်ပေးစီချင်တယ်ယနေ့ခေတ်မှာကျွန်တော်ကဒီတာလေးကိုကြည့်လိုက်တဲ့အခါမှာအလုံးပြန်လည်မျှဝေပေးချင်လို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ငွေတစ်ခုတည်းနဲ့ကျွန်တော်အချစ်ကိုမဆုံးဖြတ်ပါနဲ့အဓိကလူငယ်များစုမှာတော့ကျွန်တော်တို့တေချာတစ်ခုကတော့အခုခေတ်မှာဆိုရင်တော့ဒီ social media ပေါ်မှာတွေ့မြင်နေကြတဲ့အရာတွေပေါ်မှာတော်တော်များများကတော့ဒီ အတုယူတယ်အတုမြေတက်တင်ဆိုတဲ့အတိုင်းမကောင်းတဲ့အရာတွေကိုကျွန်တော်အတုယူပြီးတော့မှဒီကောင်းတဲ့ဒီဘဝကိုကောင်းအောင်တည်ဆောက်နေတဲ့ပုံဖော်နေတဲ့ကျွန်တော်အခြေအနေတွေကိုအတုမယူကြအောင်ဒါကြောင့်မို့ကြောင့်အပျော်တွေနဲ့ပဲနေကြတယ်ဒါဘဝကိုကျွန်တော်လွယ်လွယ်လေးနဲ့ပဲပပပါလေးပဲအနာဂတ်ကိုကြုံမတွေ့တဲ့အခါမှာယနေ့ခေတ်မှာကျွန်တော်တို့အခုချိန်အခုကြိုက်အခုကြွယ်တဲ့သူတွေအများကြီးပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဟာတကယ်စစ်မှန်တဲ့ အချစ်ဆိုတာကိုကျွန်တော်တို့ဟာတကယ်နားလည်ဖို့လိုတယ်အဲ့တော့ကျွန်တော်ဆိုရင်တော့အာစီးပွားရေးလုပ်တဲ့အခါမှာစီးပွားရေးပိုင်းဆိုင်ရာစာပေဟူတာဖတ်တယ်လို့မျိုးအချစ်နဲ့ပတ်သက်တဲ့နေရာမှာလည်းအချစ်ရည်တစ်ခုတည်ဆောက်တဲ့နေရာမှာကျွန်တော်ဟာအသိပညာအချစ်နဲ့ပတ်သက်ပြီးတော့အသိပညာပုဂ္ဂုတ္တလည်းလိုအပ်တာဖြစ်တယ်ဒါကြောင့်မို့လူငယ်များစုအနေနဲ့ဘဝရဲ့ဒီအချစ်ရည်မှာလည်းအဆင်ပြေနိုင်ဖို့အတွက်ရောကိုယ့်ရဲ့ဘဝရဲ့တိုးတက်နိုင်ဖို့အတွက်ရောတော့စာပေဟူတာကိုလည်းဖတ်ဖို့အတွက်အားလုံးကိုအကြံပေးချင်ပါတယ်အားလုံးဒီဒီဗီယိုခိုင်လေးကနေပြီးတော့ကြည့်ရှုပြီးတော့မှ အသိပညာတစ်ခုရသွားမယ်လို့လည်းယုံကြည်မျှော်လင့်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုဖိုင်တွေမှာလည်းကျွန်တော်အမြဲတမ်းမျှဝေရသဘောကျတဲ့သူဆိုတော့အမြဲတမ်းမျှဝေနေအောင်မှာဖြစ်ပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်လူတိုင်းလူတိုင်းဘဝမှာစစ်မှန်တဲ့အချက်နဲ့စုံစည်းပြပါစေခင်ဗျာ